ပေးဆက်ဆရာဝတ်ကြွေးတွေကုံသွားတဲ့နေ့လမ်းခွဲခြင်းတွေခွဲခွာခြင်းတွေအဆုံးသတ်ခြင်းတွေကသူ့အလိုလိုဖြစ်လာပါလိမ့်မယ်အလိုလိုဆွလွနိုင်သွားလိမ့်မယ်သူ့အလိုလိုလွတ်ချနိုင်တဲ့ခွန်အားတွေဖြစ်လာပါလိမ့်မယ်ဒါကိုပဲတချို့ကတော့လေကိုယ့်ရဲ့မဆွလွနိုင်သေးတဲ့စိတ်ကိုယ့်ရဲ့ဆွဲလန်းစိတ်တွေ ဝတ်ကျွေးနဲ့ရောရောပြီးတော့မှလွှဲချနေတဲ့လူတွေလည်းရှိပါတယ်။တခါတလေဝတ်ကျွေးကံကြွေးကကုန်နေပြီးကိုယ့်ရဲ့ဆွဲလန်းတဲ့စိတ်ကမပြေသေးဘူး။ကိုယ့်ရဲ့အမတ်မားမှုကမဖြေနိုင်သေးဘူးဆိုတာမျိုးကြောင့်လည်းပူလောင်ခံစားနေရတာမျိုးတွေဖြစ်တတ်ပါတယ်။ပါကျုပ်ဆရာတော်ဘုရားကြီးရဲ့တရားလေးကိုသွားပြီးတော့တည်ရတယ်။ဘဝမှာတဲ့နှုတ်နဲ့တင်ခဲ့တဲ့အကျွေးတွေအများကြီးပဲ။ န္ဓာကိုယ်နဲ့ပြုလုပ်မိခဲ့တဲ့အကျွေးတွေကလည်းအများကြီးပဲစိတ်နဲ့တင်ခဲ့တဲ့အကျွေးတွေကလည်းအများကြီးပဲအကျွေးဆိုတာကယူပြီးရင်ဆက်ကြရတယ်ဒီအကျွေးတွေဒီဝတ်ကျွေးဒီကံကျွေးတွေကိုကြည်အောင်ဆက်ဖို့ဆိုတာကတော့အကုန်လုံးကြည်သွားဖို့အတွက်ဆိုရင်ဝိပဿနာဉာဏ်ဝိပဿနာကုသိုလ်နဲ့ပဲကြည်အောင်ဆက်နိုင်မိမယ် ဥစဉ်တို့အားလုံးကုသိုလ်တွေပြုနေကြတယ်ဆိုတာကတဲ့ဆရာတော်ကြီးကအကျွေးတွေကိုဖဲ့ဖဲ့ပြီးတော့စက်နေတာနဲ့တူတယ်အကျွေးတွေကိုပုံမှန်ဖဲ့ပြီးတော့စက်သွားတဲ့အခါမှာတရှိပြင်းနဲ့နောက်ဆုံးတော့အကျွေးတွေ ကြည်သွားလိမ့်မယ်ဒါလေးနဲ့ပတ်သက်ပြီးတော့ဟိုတုန်းကဒီစင်းရင်တိုင်းမှာစင်းရင်ကတယောက်နဲ့ဒီတထေးနဲ့ပေါ့လေငွေကြီးစင်းရင်ရှင်းတဲ့အခါမှာ ငွေလေး30ကိုတထေးကငါလုံရင်ရပါတယ်ဆိုပြီးတော့အနိုင်ကျင့်ပြီးတော့မပေးဘဲနဲ့ငင်းလိုက်တယ်ဆင်းရဲသားဆင်းရဲကားလေးကလည်းတထေးနဲ့ဆင်းရဲကားနဲ့ဆိုတော့ဘလို့မှအဆင်မပြေတာနဲ့ဒီတိုင်းပဲခေါင်းကုန်ခံပြီးတော့ပြန်သွားရတယ်နောက်ပိုင်းဒီတထေးကတည်တဲ့အခါမှာဒီဆင်းရဲကားလေးကိုအိမ်မက်ပေးတယ်မင်းရဲ့အကျွေး30ကိုမဆက်မိလို့ငါမင်းအိမ်မှာ ကျွဲဖြစ်နေပြန်ဆက်ရတော့မယ်တဲ့အဲ့ဒီမှာသူအိမ်မက်ကနေလန့်လို့တယ်ဒီလိုနဲ့နောက်ပိတ်ဆုံးကျွဲသားပေါက်လေးမွေးတဲ့အခါမှာလဲအဲ့ဒီမွေးတဲ့ညမှာလဲအိမ်မက်ပေးတယ်မင်းအိမ်မှာငါကျွဲဖြစ်နေအကျွေးကိုကြေအောင်ဆက်မယ်ဆိုပြီးတော့အိမ်မက်ပေးတယ်ဒီလိုနဲ့နောက်ပိုင်းတော့သူဒါသူအရင်ဘဝကနာမည်လေးတိုင်းပဲဒီကျွဲကိုခေါ်တဲ့အခါသူမိသားစုတွေကမကျေနပ်ဘူး အဲ့ဒီအခါမှာရုံရောက်ကားရောက်တွေဖြစ်ရတယ်ပေါ့နော်သူသားသမီးတွေကလည်းသူတို့အဖေကိုဒီလို